်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကော့ဂရိတ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပြီးစစ်တပ်မှတေဆုံးသူများပြားလက်နက်တချို့သိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခရင်ပြည်နယ်ကော့ဂရိတ်ကောင်းမှုကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တွေနဲ့တော်လှန်ရေးပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်တပ်ကတေဆုံးသူများပြားလက်နက်တွေသိမ်းဆီးရရှိခဲ့တယ်လို့ခရင်စစ်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မှာအင်းအား100ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကောင်းမှုကြီးရွာအရောက်မှာတော်လရေးဖူးပေါင်းတပ်တွေကဂျာပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တီတာရောဒဏ်ရာရတာရောကြောင့်15-20ဝန်းကျင်လောက်ရှိတယ်။အခုစစ်ကြောင်းကနောက်ပြန်ဆုတ်သွားပြီးခွေပြေးဝက်ပြီးပြင်းနေရပြီးအကုန်ပြင်းနေရတာပဲလို့ခရင်စစ်ရေးတရင်ရမြက်ကသတင်းဌာနကိုပြောပါတယ်။အဆိုပါတိုက်ပွဲမှာစစ်တပ်ကတိုက်ဆုံသူတွေလည်းညပြတယ်လို့အရှင်ဖန်းစီရမိသူတွေလည်းရှိနေတယ်လို့သူကဆိုပါတယ်။ ဒါပြင်စစ်ကော်မရှင်တပ်သားတွေရဲ့စစ်လက်နက်ပစ္စည်းများစွာကိုလည်းသိမ်းဆည်းရရှိထားတယ်လို့ခန့်အပ်ဦးသိရပါတယ်။စစ်ကော်မရှင်တပ်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလအစောပိုင်းကတည်းကကော့ကရီမြို့ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပြီးတော်လန်ရေးတပ်တွေရဲ့ဘူပေါင်းတိုက်ခိုက်ကြားဖြတ်ပိတ်ဆို့မှုတွေကြောင့်ကော့ကရီမြို့ကိုအခုထိမရောက်ရှိသေးပါဘူး။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့တုန်းကလည်းကော့ကရီမြို့နယ်ထီပိုးဆန်နေမိဖလေကြာချက်မောက်ချက်မှာစစ်ကော်မရှင်တပ်တွေနဲ့တော်လန်ရေးပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်တပ်ဘက်ကအနည်းဆုံး15ရောက်သေဆုံးခဲ့ပြီး လက်နက်တချို့ကိုလည်းတော်လန်ရေးတပ်တွေကသိမ်းဆီးရရှိခဲ့ပါတယ်။အလားတူနိုဝင်ဘာလ17ရက်နေ့မနက်အစောပိုင်းမှာလေခေါ်ခရိတ်ကိုမြေပြင်စစ်ကြောင်းနဲ့စစ်တပ်ကစစ်ချောင်းထိုးလာရာထီဖိုဆန်နေရာအရောက်မှာတော်လန်ရေးပူးပေါင်းတပ်တွေနဲ့ထိတိုက်တိုးပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီတိုက်ပွဲမှာတော့စစ်တပ်ကအလောင်း၈လောင်းနဲ့လက်နက်တချို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကသိမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးရေစကြိုမျိုးနယ်ရှိခြေပါများကိုစစ်ကြောင်းထုံပြီးရှို့နေသောစစ်တပ်ကို၃ရက်ဆက်ကြားဖြတ်တိုက်ခိုက်မှုစစ်ကြောင်းမှုဘိုးကြီးမင်းတေစာအပါအဝင်စစ်သားလေးဦးတေဆုံပြီးအလောင်းများကိုပြီးရှို့ဖျောက်ဖျက်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မကွေတိုင်းရေစကြိုမြို့နယ်ရှိကြေးရွာများကိုစစ်ကြောင်းထုံပြီးရှို့နေသောအကြမ်းဖက်စစ်တပ်ကို၃ရက်ဆက်ကြာဖြတ်တိုက်ခိုက်မှုစစ်ကြောင်းမှုဗိုလ်ကြီးမင်းတီစာအပါအဝင်စစ်သားလေးဦးတေဆုံးပြီးအလောင်းများကိုပြီးရှို့ဖျောက်ဖျက်သွားကြောင်းပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖမှသတင်းတာဝန်ခံကသတင်းဌာနကိုပြောကြားပါရသည် ိုဝင်ဘာလ25ရက်နေ့နနက်10:00နာရီခန့်တွင်ရေစကြိုမြို့နယ်ရှိခလာရ256တရင်ခလာရ259တရင်နှင့်ခလာရ258တရင်တို့မှထွက်လာသောအေအားတရာကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ထန်းဆဲပင်ကြီးရွာတောင်ဘက်သို့ထွက်ခွာလာစဉ်တော်လရေးတပ်ဖွဲ့များကရွာသစ်ကြီးရွာနှင့်ထန်းဆဲပင်ကြီးပါအကြားသို့အရောက်တွင်ဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုထိတွေ့တိုက်ပွဲသည်နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်တပ်မှစစ်ကြောင်းမှုဘူကြီးမင်းတေစာအပါဝင်၃ဦးသေဆုံးပြီး၅ဦးထဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲအတွင်းထိနာခဲ့သောစစ်တပ်စစ်ကြောင်းသည်ရွာသစ်ကြီးပါတဲ့သို့ဝင်ရောက်သွားပြီးပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာလ28ရက်နေ့တွင်အထိနာနေသောစစ်တပ်စစ်ကြောင်းသည်ရွာသစ်ကြီးရွာမှညောင်ဆောက်ကြီးရွာဘက်သို့ကူးလာပြီးပြည်သူပိုင်နေအိမ်၁၀လုံးကိုမိရှုကပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီးရှိစကြုံမျိုးပေါ်စီမံရုံးပေါင်းစုံတဲ့သို့တည်ဆောင်နေကြောင်းသိရ၍ဒေါ်လာရေးတပ်ဖွဲ့များကညောင်ပင်ဆောက်ကြီးပါအနီးအနီးကဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားတအုပ်သေးဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ29ရက်နေ့၌စစ်တပ်စစ်ကြောင်းသည်ညောင်ဆောက်ကျေးရွာမှတဆစ်ရွှေကြောင်းကျေးရွာနှင့်ပေါတော်ကျေးရွာများသို့ဖွင့်ရောက်ကာပြည်သူ့ဝိုင်းပစ္စည်းများကိုယူဆောင်သွားပြီးရေစကြိုမြို့နယ်စီမံရုံးပေါင်းစုံတဲ့သို့ဖွင့်ရောက်ကာထိုမှတဆစ်ခလာရ258တရင်တဲဖွင့်ရောက်သွားကြောင်းသိရပါတယ်။ကျွန်တော်တို့ပထမနေ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာတော့စစ်ကြောင်းမှုဘိုးကြီးမင်းတေစာအပါဝင်တပ်သား၂ယောက်တိစုံနေ အလုံးပေါင်း၃ဦးသေဆုံးနေဒုတိယနေ့တရက်မှာတိုက်ပွဲဖြစ်တဲ့နေရာမှာတယောက်သေဆုံးနေစုစုပေါင်း၄ယောက်သေဆုံးနေကျွန်တော်တို့နေမြေရှင်းလင်းတဲ့နေရာမှာတော့လက်နက်ခဲယံသိမ်းစီရမိတာမျိုးတော့မတွေ့ခဲ့ဘူးကျွန်တော်တို့သိမ်းစီရမိခဲ့တဲ့လက်နက်ခဲယံတော့မရှိခဲ့ဘူးပြည်သူတွေဖမ်းဆီးတာမျိုးတော့ရှိတယ်ညောင်ဆောက်ကျေးရွာကတော့အများဆုံးမိတာပေါ့အလုံးပေါင်း900လောက်ကိုခံမှန်းပြီးတယ်တရွာလုံးနီးပါးဖုန်ကြီးကျောင်းလေးကိုထည့်ထားတာပါပြည်သူပိုင်ပစ္စည်းတွေရွှေတွေဖြုတ်ခိုင်းနေငကပ်ပါရင်ငကပ် ဆွဲကြိုးပါရင်ဆွဲကြိုးတွေဖြုတ်ခိုင်းပြီးအဲ့ဓာတွေကိုယူသွားတဲ့ဟုပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖအဖွဲ့မှတရင်တာဝန်ခံကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖနဲ့အတူပခုတ်ကူခရိုင်တရင်အမှတ်ကိုရွေဦးစစ်တီရေလက်ကျုံးတီတာစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဆလပီမိုးကုတ်နှင့်မိုးမိတ်မျိုးပြင်မှာတိုက်ပွဲတွေဆက်ဖြစ်ပြီးပြင်းထန်နေ KIA PDF အပါအဝင်ပူးပေါင်းတပ်များနဲ့စစ်တပ်မိုးမိတ်မှတိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စစ်တပ်ပြန်ဝင်လာတဲ့မိုးကုံမြို့နဲ့မိုးမိတ်မြို့တွေရဲ့မြို့ပြနေရာတွေမှာဒီကနေ့ညနေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။မန္တလေးတိုင်းမိုးကုံမြို့ကို TNL အကအကွယ်နဲ့မင်းညနေပိုင်းမှာဝင်ရောက်လာတဲ့စစ်တပ်ဟာဒီကနေ့မှာတော်လန်ရေးတပ်တွေတက်ဆွဲထားတဲ့မြို့အပြင်နေရာတွေကိုပါတိုးလာလို့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်လေးဦးကပြောပါတယ်။ ညနေ9:00နာရီလောက်ကစဖြတ်တာအခုညထိဖြစ်နေတာမိုးမိတ်ဘက်သွားတဲ့ဘက်မှာချနေတာလို့ကြားရလို့ဒေသခံတအူကပြောပါတယ်တိုက်ပွဲတွေဟာမြို့အပြင်အနောက်ဘက်ပိုင်းမှာဖြစ်နေပြီးနိုဝင်ဘာ30ရက်ည8:00နာရီခွဲအထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်စစ်တပ်ကမိုးကုတ်မြို့ကိုနိုဝင်ဘာလ29ရက်နေ့မှာစစ်တပ်ကစစ်ကားတွေနဲ့ဝင်လာတာပါပြည်သူစစ်တင်နှင်စစ်သားတစ်တွေအများဆုံးပါပြီးအင်အားတထောင်ခန့်ရှိတယ်လို့သိရပါတယ် ဒီကနေ့မနက်အထိမြို့ထဲမှာအင်အားအများပြားတွေ့ရပြီး TNL ရဲ့တပ်ဖွဲ့ဝင်တွေနဲ့တွဲလျက်တွေ့တာလို့ဒေသခံတွေကပြောပါရယ်။မြို့ထဲတင်မဟုတ်ပေ PDF တွေစုပ်ထားတဲ့နေရာအထိဝင်လာတာလို့ပြောရယ်။တိုက်ပွဲကဖြစ်မှသိတယ်ထင်းတဲ့အတိုင်းဖြစ်ပြီလို့ဒေသခံကပြောပါရယ်။ဘိုးကုတ်တိုက်ပွဲနဲ့ပတ်သက်ပြီးဒေသတွေ PDF တပ်ဖွဲ့အချို့စီကိုဆက်သွယ်မြင်မြန်ရာစစ်ရေးသတင်းတွေလက်တလောပြောလို့မရဘူးလို့အသိပေးပါရယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရမီဒီယာဖြေကြားမှုတွေတားမြစ်ထားလို့တိုက်ပွဲသတင်းနဲ့တိုက်ပွဲအကြောင်းတွေတော့လောလောဆယ်ဘာမှပြောလို့မရပဲအချိန်တိုင်းရင်သတင်းထုတ်ပြန်မယ်လို့ PDF တပ်ဖွဲ့တစ်ခုတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောပါရယ်စစ်တပ်စစ်ကြောင်းတွေဟာမိုးမင်းမျိုးဘက်ကိုလည်းဦးတည်နေတယ်လို့မိုးမိတ်ဒီတာကန်တော်လန်ရေးသတင်းရင်းမြစ်တွေကဒီကနေ့ညနေပိုင်းမှာပြောပါရယ်မိုးမိတ်မှာလည်းတိုက်ပွဲတွေဖြစ်တယ်အလားတူရှမ်းပြည်နယ်မြောက်ပိုင်းမိုးမင်းမြို့မှာလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖူပေါင်တန်းနေစစ်တပ်ယနေ့ညပိုင်းမှာတိုက်ပွဲပြင်းထန်နေကြောင်းကချင်စစ်ရေးတရင်ရမြက်ကပြောပါရယ်အခုသိရသလောက်တော့ဒီညနေပိုင်း6:50ဝန်းကျင်မှာမိုးမိတ်ကနေ TNL တပ်ဖွဲ့တွေထွက်ခွာသွားပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်တွေ8:00လောက်မှာမိုးမိတ်မြို့တဲကိုဝင်လာတဲ့အချိန်မှာမြို့အပြင်အနီးတစ်ဝိုက်မှာရှိနေတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေကစစ်ကောင်စီနဲ့တိုက်ပွဲတွေပြန်လည်စတင်နေပြီလို့ကြားသိရပါရယ်အခုကြားသိရတာကမိုးမိတ်မြို့ပြင်မှာ KIA တပ်ရင်း34ဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်တာ၈နာရီ55ဝန်းကျင်ကစတာမိုးကုတ်အနောက်ဘက်ခြမ်းမှာတော့ PDF နဲ့နီးစပ်တဲ့မိဆွေတအူကတိုက်ပွဲဖြစ်နေတယ်လို့ပြောတယ်ဟုကချင်တရင်ရင်းမြစ်ကပြောပါတယ်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်စစ်တပ်တိုက်လေရင်တချို့မိုးကုတ်နဲ့မိုးမိဘက်ကိုဦးတည်ပြီးပြန်တန်းနေတယ်လို့လည်းလေးချောင်းသတိပေးချက်တွေရှိနေပါတယ်။မိုးမိမျိုးနယ်ကိုစစ်ကောင်စီပြန်ထိန်းထုတ်ဖို့ကြိုးစားလာတာကို KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တမဟာလေးလက်အောက်ခံ တိုင်ရင်30လေးနဲ့ PDF တက်တွေပူးပေါင်းခုခံသွားလိမ့်မယ်လို့ကချင်စည်ရေးတရင်ရင်မြက်ကပြောပါတယ်။ရှမ်းမြောင်မှာ KIA နဲ့စကစတိုက်ပွဲပြန်စပြီဆိုတော့ KIA ထိန်းချုပ်ထားတဲ့နတ်ဖက်ကနေမဘိမြို့ကိုစကစဘက်ကလေးချောင်းဖိအားပေးတိုက်ခိုက်လာနိုင်တာမို့အာလုံးသတိပြုနေထိုင်ကြဖို့လည်းတိုက်တွန်းလိုပါတယ်လို့ကချင်တရင်ရင်မြက်ကပြောပါတယ်။အခုလိုတော်လန်ရေးတက်တွေနဲ့စစ်ကောင်စီတိုက်ပွဲဖြစ်တာကို TNL ဘက်ကတော့စစ်တက်တွေနဲ့အဝေးဆုံးကိုရှောင်သိနေလို့လည်းသူကအကြံပြုပါတယ်။ စစ်ကောင်စီနဲ့ TNL တပ်ဖွဲ့တွေရှိနေရင်တော့မလိုလားအပ်တဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်ပါတယ်။ TNL ဘက်ကအကြောင်းကြောင်းကြောင်းပေါ်တရုတ်ရဲ့ဖိအားကြောင့်ပဲဖြစ်ဖြစ်မိုးကုတ်မိုးမိတ်ကိုမထိန်ချုပ်နိုင်ရင်စစ်ကောင်စီနဲ့အဝေးဆုံးနေရာမှာရှောင်သွားတာအကောင်ဆုံးပါ။စစ်ကောင်စီနဲ့အတူရှိနေရင် KIA အပါအဝင်တော်လည်ရေးတပ်ဖွဲ့ဝင်တွေကခုခံတိုက်ခိုက်သွားလိမ့်မယ်လို့ရှုမြင်ပါတယ်ဟုသတင်းရင်းမြစ်ကပြောပါတယ်။ရှမ်းမြောက်ကြောင်မဲမြို့နယ်မှာလည်းနိုဝင်ဘာ29ရက်ကစစ်ကောင်စီတပ်နဲ့ရှမ်းတန်း SSPP တို့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသေးတယ်။ ရှမ်းမြောက်ကိုအင်အားဖြည့်လာနေတဲ့စစ်ရဇဝတ်မှုကိုစက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီတပ်ကို KIA တောင်ပိုင်းတိုင်းနဲ့ဖူပေါင်းပြီးမဟာမိတ်တွေပြန်တူထိုးစစ်ဆင်တဲ့ပြီးဒီအချိန်ပြန်တူမတိုက်ရင်စစ်ကောင်စီကရှမ်းမြောက်ပြည်တော်စုလမ်းမကြီးကိုအလုံးစုံပြန်ထိန်းချုပ်သွားနိုင်တယ်လို့ကချင်သတင်းရင်းမြစ်ကပြောပါတယ် DNL ကမိုးကုံမျိုးကနေစုပ်ခွာမယ်လို့အော်တိုဘားလ29ရက်မှာသတင်းထုတ်ပြန်ပြီးတဲ့နောက်မိုးကုံမျိုးကိုကာကွယ်မယ်လို့ဆိုပြီး မန္တလေးတိုင်းအတွင်းက PDF တပ်ရင်းတွေအပြင်အညာတပ်ရင်းတွေကပါကြီးညာခဲ့ပါတယ်။အဲဒီနောက်မြို့ပတ်ဝန်းကျင်ကို PDF တွေရောက်ရှိနေပါတယ်။ TNL က၎င်းတို့အနေနဲ့မိုးကုတ်မြို့ကနေစုခွာပြီးစစ်တပ်ဝင်လာချိန်မှာတော်လရေးအဖွဲ့တွေကိုတနက်မဖောက်ဖို့ပြောခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပုံစံမျိုးစုံနဲ့တဖြည်းဖြည်းဝင်ရောက်လာခဲ့ပြီးနိုဝင်ဘာည30မှာတော့စစ်ရင်တန်းနဲ့ဝင်လာခဲ့တာပါ။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။